AOD တိုင်းဟောင်းစတိုယန်ကီလိုမီတာအဖြစ်13590ကျဲဝန်းသလို2014တကောင်ဆင်းတွေရလူဦးရေ6တသမတန်းရှိပြီးတိုင်းနယ်ပြည်နယ်စရိကူမှာဒုတိယဒုဦးရေအများဆုံးဒေသကြီးလည်းဖြစ်ပါတယ်။နိုင်ငံရေးစပယ်ကြီးတို့တင်းစားခေါ်အရာရက်လည်းဖြစ်တာကြောင့်တိုင်းပြည်ရဲ့စီးပွားရေးအတွက်လွန်စော်မှအရေးပါတယ်လို့ဆိုရမှာလည်းဖြစ်ပါတယ်။2021ဆက်အာနာသိန်းချိန်မှာ AOD လူလူဟာအခြားသောဒေသများကဲ့သို့ပင်ဝိုင်းဝန်းဆက်ကျင်ခဲ့ကြတော့လေနိုင်ငံအနှံပြလက်နက်ကင်တော်လိုင်းကြီးဖြစ်ပွားလာတဲ့အခါမှာတော့ အများစုဟာတုံ့နှိပ်ပါဝင်နေကြတာဖြစ်ပါတယ်။တောတော်လည်းစစ်ကောင်စီလိုလားတဲ့ဒေတာလားလို့ပဲမေးခွန်းထုတ်เสียဖြစ်လာခဲ့ပါတယ်။၂024ကုန်ကန်ဒီအထိစစ်အာဏာရှင်တွန်းလိုက်လှုပ်ရှားမှုများကအ ਨੇ ကျဲသာရှိနေခဲ့၍လည်း AOR တိုင်းကစစ်ကောင်စီရဲ့ခံတကြီးတဖွဲ့ဖြစ်လာခဲ့ပါတယ်။တရင်စတရင်နဲ့ဖွဲ့စည်းထားတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်အမတ်66ချင်းမြတောက်မလောက်ခံတရင်နေရင်ဟိုင်ဂျီကျုံမှရှိတဲ့ပါမဝတီရေတပ်ဌာနချုပ်အမတ်လေးမဟာဗျူဟာရေတပ်အုပ်စုများအခြေစိုက်ရာဒေတာလည်းဖြစ်ပါတယ်။ ပထဝီနေထရာမရေတွက်နိုင်လောက်အောင်မြေချောင်းများပေါများလောနာကြောင့်လဲစစ်တပ်မှအလွဲတကူပိတ်ဆို့နိုင်နေတာဖြစ်ပါတယ်။ AOD တိုင်းတွင်းနေထိုင်သူတစ်စိတ်တစ်ပိုင်းကစစ်တပ်ကိုလိုလားသူများဖြစ်နေပြန်တာကြောင့်တော်လိုင်းတပ်ဖွဲ့များဖို့အထူးသတိကြီးစွာထားပြီးလှုပ်ရှားဖို့လိုအပ်လာနေပြီဖြစ်ပါတယ်။2015နဲ့2020ရွေးကောက်ပွဲများမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေရာအများစုမှာအနိုင်ရခဲ့တော်လဲ AOD တိုင်းမှာတော့အခြားသောဒေသများကဲ့သို့တောင်ပြိုကမ်းပြိုအနိုင်များခဲ့ပဲကျန်းဖို့ပါတီကမဲအီအတွက်တော်တော်များများရရှိခဲ့ပါတယ်။ အကြဖတ်စစ်တပ်အားလက်လက်ဆွဲကင်တိုက်ခိုက်လိုတဲ့အုပ်စုများကအနောက်ဆုစုရှိရခိုင်ရိုးမားနယ်စစ်တောင်းမြေအရှိတ်ကမ်းများစီသို့ဥတီထွက်ခွာခဲ့ကြပြီးအာရခတတော်နဲ့ကင်းအမျိုးသားတပ်မကလက်အောက်ခံလက်နက်ကင်တပ်များထံစစ်ပညာများအသီးသီးတင်ယူခဲ့ကြပါတယ်။ယခုအခါမှာတော့အားလုံးရဲ့ပြည်တော်ပြန်ခီးစတင်လာကြပြီဖြစ်ပါတယ်။၂024နှစ်ကုန်ပိုင်းလောက်မှာအာရခတတော်ကအေယော်ဒီနဲ့ရခိုင်နယ်ဆက်ရှိဝါမျိုးကိုထိန်းချုပ်နိုင်ဖို့တိုက်ပွဲများစတင်လာခဲ့မှုနဲ့အတူအေယော်ဒီစစ်မျက်နှာဟာတပ်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ ဘွားကိုအာရခတတော်မှာတည်ယူနိုင်ခဲ့ပြီးတဲ့နောက်2025အစောပိုင်းမှာပြည်သူ့ကာကွယ်တပ်များနဲ့뇌ဦးတော်လိုင်းအဖွဲ့များက AOR တိုင်းအတွင်းသို့ခြိတက်လာနိုင်ခဲ့ကြပါတယ်။အာရခတပ်များနဲ့အတူဘွားမြို့တောင်ဘက်ကမ်းခြေရွာနေရွာကိုတည်ယူနိုင်ခဲ့ပြီးယခုအခါမှာတော့အပန်းပြေစခန်းများရှိရာရွှေတောင်ရံချောင်းသာနဲ့ငွေဆောင်တို့ကိုချင်းချောက်လာနိုင်ခဲ့ပြီးဖြစ်ပါတယ်။အကြံဖက်စစ်တပ်ကတော်လိုင်းတပ်ဖွဲ့များရှေ့ဆက်မတိုးလာနိုင်ဖို့ရွှေတောင်ရံမှာအခိုင်အမာခုခံကာကွယ်နေရပြီလည်းဖြစ်ပါတယ်။သို့တော့ A နဲ့ PDF တမ်းများရဲ့ထိုးစက်ကအခြားတစ်ဖက်မှထွက်ပေါ်လာခဲ့ပြီးအတိုင်းချောင်းမြို့အရှိတ်ဘက်မှရှိတဲ့အမှတ်344အမြောက်တရင်အား UT တိုက်ခိုက်လာနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့လအတွင်းတာပေါင်းမြို့ရှိစစ်စခန်းတစ်ခုကိုသိမ်းယူနိုင်ခဲ့ပြီးအနီးနားရှိခြေရွာများမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သတင်းများမှာဖော်ပြထားပါတယ်။ယခုလအတွင်းရေကြီးမြို့နယ်တွင်သို့တိုက်ပွဲများကူးဆက်လာနေပြီဖြစ်တယ်လို့ဆိုပါတယ်။ A နဲ့ပူးပေါင်းတပ်တွေကတာပေါင်းရေကြီးလေးမျက်နှာငတိုင်းချောင်းမြို့နယ်များတွင်တပြိုင်တည်းဆက်လက်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဟာ၎င်းတို့ရဲ့တစ္ဆာကံတပ်တွေကိုနေရအနှံ့ဖြတ်ချက်ထားရတယ်လို့လဲဆိုပါတယ်။ရှေးလျှောက်တိုက်ပွဲတွေကကံကြီးတောင်း၊ငပူတောင်း၊မြန်အောင်နဲ့အင်ကပူမြို့နယ်များတွင်သို့ကူးဆက်လာပွဲရှိနေပါတယ်။ကင်းပြည်နယ်အတွင်းစစ်တပ်နှံများပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်တဲ့ AR တိုင်းသားတို့ကအမျိုးသားညီညွတ်ရေးအစိုးရရဲ့တောင်ပိုင်းတိုင်းစစ်ထောင်ချုပ်လောက်ခံတရင်များနဲ့အတူစစ်တောင်းမြစ်ကိုဖြတ်ပြီး AR တိုင်းတွင်သို့ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ AR PDM များနဲ့ຫນွေဥတော်လိုင်းရဲ့ဖွဲ့များက လေးနှစ်လုံးလုံးဆင်းရဲအပင်ပန်းခံကရုန်းကန်ခဲ့ကြပြီးတဲ့နောက်ယခုအခါမွေးရည်မြေတို့ပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်စစ်တဟာကာလကြာမြင့်စွာကပင် AOD အ၎င်းတို့ရဲ့စစ်ချလုံးကြောင်းရတဲ့နောက်တန်းခံတဲ့ကြီးအဖြစ်ယူဆထားခဲ့ကြတာဖြစ်ပါတယ်ယခုအခါမှာတော့တော်လိုင်းတပ်ဖွဲ့တွေကဒီမိုကရေစီနဲ့ကိုယ်ပိုင်ဆုံးဖြတ်ပြဋ္ဌာန်းပိုင်ခွင့်များအတွက်ရှေးရန်စစ်မှန်အဖြစ်အသွင်ပြောင်းလဲလိုက်ပြီလည်းဖြစ်ပါတယ်ပြည်သူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည် ရွေးကောက်ပွဲမတိုင်မီတင်းငင်းအေးချမ်းအောင်လုပ်ရမယ်လို့ဒေါက်တာအေးမောင်ပြောဆိုထားတဲ့အကြောင်းကိုလည်းဖော်ပြပေးပါမယ်။စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲမတိုင်မီယခုထက်ပိုပြီးတင်းငင်းအေးချမ်းအောင်လုပ်ဆောင်ရမယ်လို့ရခိုင်ဥဆောင်ပါတီဥက္ကရာဒေါက်တာအေးမောင်ကပြောဆိုလိုက်ပါတယ်။မက်စလာ24ရက်နေ့မှာ26ရက်နေ့ထိပြုလုပ်ခဲ့တဲ့တွေ့ဆုံဆွေးနွေးမှုများမှငြိမ်းချမ်းသောနိုင်ငံတော်တက်စီတို့စကားဝိုင်းဆွေးနွေးပွဲတက်ရောက်ပြီးစစ်ကောင်စီအာဘော်မီဒီယာများသို့ထို့သို့ဖြေကြားထားခြင်းလည်းဖြစ်ပါတယ်။အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC အနေနဲ့ အားလုံးပါဝင်တဲ့တွဲဆောင်ဆွေးနွေးပွဲကြီးတစ်ခုပြုလုပ်ပြီးအဆိုပါဆွေးနွေးပွဲမှာထွက်ရှိလာတဲ့ရလမြအားအကြီးအကဲများဘက်မှသဘောတူပါကငြိမ်းချမ်းရေးတွဲဆောင်ဆွေးနွေးမှုအောင်မြင်သွားမှာဖြစ်တယ်လို့ဒေါက်တာအေးမောင်ကပြောဆိုထားတာပါလွတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်ညိုညိုတင်းကလည်းယခုဆွေးနွေးပွဲမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပြောင်းလဲရေးဆွေးနွေးခဲ့ပြီးပြည်သူလူထုရဲ့သဘောထားကိုတရားဝင်တင်ပြခွင့်ရကတိုင်းပြည်နောင်ရေးအတွက်လွတ်လပ်စွာဖော်ထုတ်ခွင့်ရခဲ့ကြောင်းလက်ရှိကာလ ပြည်သူလူထုတွေ့ကြုံရတဲ့အခက်အခဲအကျက်တဲတွေကိုရေတိုဖြည့်ရှင်းနိုင်ပြီးရေရှည်ငြိမ်းချမ်းတဲ့ Federal Democracy နိုင်ငံတော်ကြီးတည်ထောင်နိုင်ရန်မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ထို့ပြင်ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးကလည်းလက်ရှိဖြစ်ပေါ်နေတဲ့ပြည်ပခါတွေကိုကြော်လွှားနိုင်ဖို့အတွက်ရွေးကောက်ပွဲကအရေးကြီးကြောင်းပြောဆိုထားတာဖြစ်ပါတယ်။မြောက်ပြည်ကြောင်းမှာတရုတ်360ကျော်ထက်လွှဲတဲ့အကြောင်းကိုလည်းတစ်ဆက်တည်းဖော်ပြပေးပါမယ်။ခင်းပြည်နယ်မြောက်ပြည်မြို့နယ်အတွင်းမှာရှိတဲ့ online ဝင်လေလုပ်ငန်းဖြစ်တဲ့ကြားဖြတ်လုပ်ငန်းများမှာစစ်ဆေးခေါ်ထုတ်ထားတဲ့နိုင်ငံသားများအနေနဲ့ တရုတ်နိုင်ငံသား365ဦးကိုကရင်နယ်ခြားသောတဲ့ BGF ကထိုင်းနိုင်ငံသို့ဒီကနေ့မနက်မှာထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျ။အဆိုပါတရုတ်နိုင်ငံသားတွေကိုထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်အမှတ်နဲ့တရာမှာထိုင်းနိုင်ငံမဲဆောက်မြို့သို့လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီးမဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့်တရုတ်လေယာဉ်နဲ့ခေါ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါဗျ။ BGF က၎င်းတို့ထိုင်းချုံနယ်မြေများအတွင်းရွှေကုတ်ကုတ်မြို့တဲ့မြောက်ရီ KK ဖက်အပါဝင်မဲထော်တလေးဒေသမှာရှိတဲ့ချားဖြန့်လုပ်ငန်းများမှနိုင်ငံသားတွေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလနေ့မှာ25ရက်အထိရှာဖွေစစ်ဆေးခဲ့ရမှာနိုင်ငံ30မှာနိုင်ငံသား8523ဦးကိုခေါ်ထုတ်ထိမ့်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။နိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံ၊မြန်မာနိုင်ငံတို့မှာတန်ရုံများမရှိတဲ့နိုင်ငံများနဲ့ချိတ်ဆက်ရခက်ခဲတဲ့ရိုမေးနီးယား၊နိုင်ဂျီးရီးယား၊ဥစ်ဘက်ကစ္စတန်၊ကင်မရွန်၊ကွန်ဂို၊အယ်ဂျီးရီးယား၊တူနီးရှားနိုင်ငံများမှနိုင်ငံသားတွေကိုလွှဲပြောင်းပေးရန်ကြံ့ကြာနေဆဲဖြစ်တယ်လို့ BJ ပြောခွင့်ရဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောဆိုထားပါတယ်။ထိမ့်သိမ်းထားတဲ့နိုင်ငံသားတွေကို ဖေဖော်ဝါရီလ20ရက်နေ့မှာစပြီးသက်ဆိုင်ရာနိုင်ငံများထံလွှဲပြောင်းပေးနေမှာဒီကနေ့ထိတရုတ်4549ဦး၊အိန္ဒိယ962ဦး၊ပါကစ္စတန်2ဦး၊အီသီရိုးပီးယား2ဦး၊အင်ဒိုနီးရှား658ဦး၊ကာဇက်စတန်2ဦး၊နီပေါ်လီဦး၊မလေးရှားမှအယောက်90၊ကင်ညာ48ဦး၊ကမ်ဘောဒီးယား2ဦး၊ဂျပန်2ဦး၊ဘင်္ဂလားဒေ့ရှ်2ဦး၊လာအို23ဦး၊ဖိလစ်ပိုင်206ဦး၊ဒိရီလင်54ဦး၊တောင်အာဖရိကနိုင်ငံသား23ဦးနဲ့ စုစုပေါင်း6163ဦးတို့ကိုလွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့သိရတာဖြစ်ပါတယ်။ရွေးကောက်ပွဲရလကောင်စစ်တပ်နဲ့ထိတိုက်တွေ့မဲ့ရလမျိုးဖြစ်မရဘူးလို့ဦးကိုကြီးပြောဆိုထားတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။စစ်ကောင်စီကပြုလုပ်ပေးမယ်လို့ဆိုထားတဲ့ရွေးကောက်ပွဲရလကောင်စစ်တပ်နဲ့ထိတိုက်ပဋိပက္ခဖြစ်မဲ့ရလမျိုးဖြစ်မရဘူးလို့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကြီးကပြီးခဲ့တဲ့မတ်လ24ရက်နေ့ကစစ်ကောင်စီကိုထောက်ခံဝါဒဖြန့်နေတဲ့မြန်မာဟတ်တော်မီဒီယာကိုပြောဆိုထားပါတယ်။ဒီရွေးကောက်ပွဲရလကောင် လက်ရှိအာဏာရယူထားတဲ့တပ်မတော်နဲ့ထိတိုက်ပဋိပက္ခဖြစ်မဲ့ရတဲ့မျိုးဖြစ်လို့မရဘူး။ဒီပြဿနာဟာတပ်မတော်နဲ့လက်တွဲပြီးဖြေရှင်းရမယ့်ပြဿနာဖြစ်တယ်လို့လည်းကောင်းမှဆိုပါရယ်။အာဏာသိစကောင်စီကပြုလုပ်ပေးမယ့်ရွေးကောက်ပွဲကပြည်တွင်းပဋိပက္ခတွေကိုပုံမဆိုးရွားစေလိမ့်မယ်လို့ထောက်ပြမှုများရှိတော်လဲ။ဥက္ကဋ္ဌကြီးကတော့ပုံမကောင်းမွန်တဲ့အခြေအနေတည်ရက်ကိုဖန်တီးနိုင်လိမ့်မယ်လို့ပြောနေကြောင်းပြောဆိုထားပါရယ်။ထို့ပြင်စကောင်စီရွေးကောက်ပွဲကိုလက်မခံကြောင်းကြေညာထားတဲ့ NLD အပေါ်မှာလည်း၎င်းကဝေဖန်ထားပါရယ်။လုံးခဲ့တဲ့2010တုန်းကလည်း စစ်အစိုးရက NLD ကိုရွေးကောက်ပွဲမှာဝင်စေချင်ဘူးလို့၎င်းအနေနဲ့ထင်အောင်ရွေးကောက်ပွဲဝင်ခဲ့ပါကပုတ်တက်မှုကြီးဖြစ်မှာဖြစ်ကြောင်းထို့သောတစ်ဖက်ကမဝင်စေချင်သည့်အတိုင်းဆန့်ကျင်ပြီးရွေးကောက်ပွဲဝင်ခြင်းအပြင်ဘူးပေါင်းဆောင်ရွက်တယ်လို့မြင်ကြောင်းဥပုပ်ဝကြီးကပြောဆိုထားပါတယ်အခုလည်းတကယ်ပဲဆန့်ကျင်နေတာလားဒါမှမဟုတ်တဖက်ကလိုချင်တဲ့ရလဒ်ကိုဘူအောင်ဆောင်ရွက်နေကြတာလားလို့ကျွန်တော်ကမေးခွန်းထုတ်เสียရှိပါတယ်လို့ဆိုပါတယ်စစ်တပ်ကမင်းစင်းအကြောင်းပြအာဏာသိမ်းပြီးနောက်ရွေးကောက်ပွဲပြုလုပ်ပေးမယ်လို့အချင်းချင်းပြောဆိုခဲ့တော့လေအာဏာသိမ်းကာလ၄နှစ်ကျော်ရှိတာတည်းအထိဖြစ်မလာခဲ့ပါဘူး ပြီးခဲ့တဲ့မတ်လ9ရက်နေ့ဘယ်လာရုစ်ခီးစဉ်ပြမှာတော့အချမ်းမဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်ကရေကောက်ပွဲပြုလုပ်ပေးမယ့်ကာလကိုထုတ်ဖော်ပြောဆိုခဲ့ပြီးတဲ့နောက်အဆိုပါကိစ္စနဲ့ပတ်သက်ပြီးခက်ဆိတ်ဆိတ်ပြောဆိုလာကြပါတယ်။မတ်လ25ရက်နေ့ကပြုလုပ်တဲ့စစ်ကောင်းစီအစည်းအဝေးမှာလည်းရေကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာတတိယပတ်နဲ့စတုတ္ထပတ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့မှာပြုလုပ်ရန်ရထားကြောင်းရေကောက်ပွဲအထမ်းရောက်တဲ့အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းမြည်တော့ပင်ဖြစ်စေ လာမယ့်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကျင်းပပြီးစီရန်လိုအပ်ကြောင်းစစ်ကောင်းဆောင်ကပြောဆိုခဲ့တာပါ။အာဏာသိမ်းပြီးတဲ့နောက်ဥက္ကုကကြီးရဲ့ပြည်သူ့ပါတီပါဝင်နိုင်ငံရေးပါတီ50ကျော်ကစစ်ကောင်းစီပြည်ထောင်စုရွေးကောက်ပွဲကောင်းရှင် UEC ထံအမှတ်ပုံပြန်တင်ခဲ့ပြီး၎င်းတို့ထံအမှတ်ပုံပြန်မတင်တဲ့ NLD ပါဝင်ပါတီ40ကိုဖျက်သိမ်းကြောင်းစစ်ကောင်းစီကကြေညာခဲ့တာပါ။လက်ရှိမှာတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုများနိုင်ငံတကာရွေးကောက်ပွဲကြွချီသူများနဲ့အဖွဲ့အစည်းချုပ်က 该公司披露每月高管报告，两不讲账也仅赔偿销售家话嘞。